ထိုင်းပြည်မဟာဝီယာလောင်ကွန်းရဲ့မေတော်လဲဖြစ်သူ1950ကနေ2016အထိဘီရင်ဘူမီဘောရဲ့ကျင်ရတော်မိပြေကောင်လဲဖြစ်တဲ့သီရိခေဟာအောက်တိုဘာလ24ရက်နေ့ဒေတာစံတော်ချိန်ည9:22မိနစ်မှာကွမ်လွန်အိဆာရောက်ခဲ့တယ်လို့ထိုင်းတော်ဝင်ခင်ဆက်ကပြည်သူကိုအသိပေးပါတယ် ထိုင်းချက်ချင်းဒီအတင်းရဲ့အနီးကပ်စောင့်ကြည့်မှုနဲ့2019ခုနှစ်စက်တင်ဘာလ9ရက်ကလေးကတိရိခက်ကိုထိုင်းပြည်ရင်ချူလာလောင်ကုန်းအောင်မေပွဲဆေးရုံမှာအနီးကပ်စောင့်ချက်ကုသမှုပေးနေခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလ18ရက်ကလေးကတိရိခက်ဟာသွေးတွင်ကူးစက်ခြင်းတစ်မျိုးကြောင့်ဖျားနာမှုတွေစက်တိုက်ကြုံခဲ့ရပြီးဆေးအဖွဲ့ကအစွမ်းကုန်ကုသခဲ့ပေမဲ့ကံကုန်ပြီးအသက်63နှစ်မှာကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ထိုင်းတော်ဝင်ပြည်မိသားစုကထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိထိုင်းပြည်ကမဲတော်ရဲ့စာပနာအခမ်းအနားကိုအမြင့်ဆုံးအဆင့်နဲ့ကျင်းပဖို့မှာကြားထားပြီးရုပ်ကလပ်ကိုတော်ဝင်နန်းတော်ရာဒုစင်မဟာပရာဆက်ပလင်တော်ခမ်းမှာမှတနစ်တီတီထားရှိပြီးတော်ဝင်မိသားစုတွေသာဝမ်းနဲ့အောက်မေ့ပွဲအဖြစ်လာရောက်ကားရဝပြုတ်ခွင့်ပေးမယ်လို့ကြေညာခဲ့ပါတယ်။